။ဒီဟာဒီနေ့ကျွန်မနဲ့အတူထိုင်းနဲ့ Art Museum သွားရအောင်။အရင်ဆုံးပိုက်စာနဲ့ရှာလုံပေါင်းလေးရေတငယ်ချင်းနဲ့အတူတူပေါ့နော်။အရင်ဆုံးစားခဲ့တယ်။ဒီမှာ Language School လာတက်နေအောင်ဆိုတော့ဟို discount များရမလားကိုလက်မှတ်ခဲ့ရမရခဲ့ပါဘူး။ထိုင်းနာ art museum ဘီဂူဒင်းနှစ်ခုရှိရပါတော့ဘီဒင်း1အဟောင်းဘီဂူဒင်းနဲ့ဘီဒင်းအသစ်ဆိုပြီးဘီဒင်း2နှစ်ခုရှိရပါတော့အခုကျမတို့ရောက်နေရတော့ဘီဂူဒင်း1ပေါ့နော်ဘီဒင်း1လေးအဟောင်းဘီဂူဒင်းလေးမှာ သူ exhibition လေးဟိုဒီမီလေးဆိုကြည့်လိုက်လာလိုက်တာအဲ့လေးကိုလေတစိစိတ်ကြည့်ခဲ့သလားတော်တော်လေးကိုလာလို့ပြုတ်ချမအဲ့လိုမျိုး projector လေးနဲ့အနောက်နဲ့ရိတ်လေးကိုတပုတ်ရရအရင်တပုတ်ချပဲမကြည့်လာလိုက်တာဆိုတော့တကယ်ပါ building one က exhibition တွေကတိတ်မဆုံတော့ building 2မှာဗာများရှိနေလာခဲ့တယ်တငယ်ချင်းအားလဲပေါ့နော်အေး building 2အထဲမဝင်ခင် coffee လေးထိုင်တော့ရအောင်ဆိုပြီးဒီမှာ ဒီ coffee ဆိုင်ကလည်းတော်တော်လေးကို zero ကြီးရဒါမဲ့လည်းမစိုးပါဘူးဘောနော်အဲ့မှာကျမအောင်ကြည့်ပါဒီကက်ဆက်လေးပေါ်အရန်လာလို့ဆိုပြီးတော့နားထောင်ကြည့်ရကိုလှုပ်လှုပ်ပဲပြတ်သွားလားဖာဖြုတ်လို့လည်းမသိအစတော့အတန်လာနေရနေလုံနေမလားတော့ building tool ရဲ့ design လေးကမစိုးလာလည်းလာရယ်ဘောနော်ကြည့်ကြည့်နေဒီ artist ကိုတော်တော်သဘောကျလာလို့သူဆွေးထားနေရလို့တော်တော်မိုက်တယ်သူကနေပါကပေါ့နော်ဒါမဲ့ထိုင်ဝမ်မှာနေရကြပြီးသူနာမည်က အာ screen shot ပါပေါ့နော်သူဆွဲရဆက်ဆက်တာ Buddhism နဲ့ဆက်ဆက်တဲ့ဟာလေးဆွဲရပေါ့နော်အလုံးပင်မူဝိုင်းလဲ sorry ပါကျမတကယ်အမြင့်အရန်ကြောက်တဲ့တွေ့သူအကုန်လုံးကလည်းဖန်သားပြနေနေ။အဲ့မှာတလီကားတွေထွက်မလို့ဘလို့လည်းမသိအရန်ကြောက်တော့ကင်မရာကြီးရဲ့လည်းဘလို့လည်းတုံ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 ဖြစ်သွားတယ် sorry ပါ။ ဒီ museum ရဲ့အပေါ်ထပ်မှာ restaurant ရှိရပေါ့နော်အဲပေါ်တက်ကြည့်နေမှာအရင်ကသဘောကျလို့ဒီစာအုပ်လေး flip book ပုံစံမျိုးလေးပေါ့နော်ပုံလေးသူရိုက်ထားခဲ့အရာလေးကြည့်ရင်လည်းကြည့်ရင်တော့အော်ဗလင်ငါရဲ့တပုံလေးပေါ့နော်ဘယ်လိုမျိုးစုထားလို့ရရရင်တော်တော်လေးအသေးပဲရှိမှာပဲပေါ့ဆိုပြီးတော့ပေါ့နော်ဒါရတငယ်ချင်းတော့ရော တက်လေတာပေါ်မှာလာလို့ဆိုပြီးတော့တက်ဖို့ရိုက်ခဲ့ကြတာပေါ့နော်။မကြောက်လည်းကြောက်သေးတယ်။အခုတွားကြည့်မဲ့ artist ကတော်တော်လေးကို အရင် unbelievable ပေါ့ဗောနော်သူကအဲ့ဖန်အဲ့ဟာလေးဖန်နဲ့လှုပ်ထားသလားဖန်နှစ်ခုရဲ့ဂျားလေးကိုသူရဲ့အရွက်လေးထည့်လိုက်တာပေါ့နော်ဟိုထွက်လာ reserve ဆိုကြီးလိုက်ပါတကယ်ကိုလာတာတော်တော်အမခံပဲ Okay ဒီ vlog လေးရောလောက်ပါပဲပေါ့နော်နောက်လဲထိုင်းနံပါတ်ပါရှိလဲဆိုတာကိုခေါ်ပါပါမယ်ကျွန်မနေတူသွားဖို့အတွက် like and subscribe လေးလုပ်ပေးပါ thank you